ပါရှင်။တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့နေ့မှာရကျေးထောက်ခံစာပေါ်မှာလေရင်စီးခွင့်ရမယ်လို့ကတ်တက်လိုက်တဲ့အကြောင်းမော်ရပတ်ခေါင်ဆောင်ကိုကျဲဦးကိုအန်ယူဂျီစစ်ဘက်တရားရုံးကစစ်ဆေးမယ်ဆိုတဲ့တင်တင်းနေတဲ့ကကြောက်တောင်ရွာမှာဖះထန်ကူရေရှမ်းကြလို့ဒေသခံတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့အခြေအနေနဲ့ ဆီယနာရှင်တက်ကိုရေးခော်ဝဲပေးနေတဲ့ဆိုသူကိုလက်နက်ကင်အဖွဲ့တစ်ခုကဖမ်းဆီးတဲ့တည်။ပလောပကဖရဲ့မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ကဒဝဲမြို့သားလုံးမြောက်ရေးတပ်တော်နဲ့ပူးပေါင်းတဲ့အကြောင်းဆတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။မြို့မြို့ကနေအခြားဒေသကိုလေရင်စီးမဲ့ခီးတက်တွေအနေနဲ့စစ်ကောင်မရှင်ခန့်ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုထောက်ခံစာပေါင်းမှလေရင်စီးခွင့်ရမယ်လို့ကတ်သက်ထားပါဗျ။ အော်တိုဗာလ9ရက်နေ့ကစလို့ဒီလိုကတ်တက်လိုက်တာဖြစ်ပြီးမင်းမျိုးကနေထွက်ခွာမဲ့ဘက်ခီးစင်မဆိုတက်ဆိုင်ရာရကြေးအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာလိုအပ်တယ်လို့မင်းမျိုးမှရှိတဲ့လင်းလက်မဲ့အယောင်ဌာနအယောင်ဝန်ထမ်းတအူးကဆိုပါရယ်။ဒါအပြင်အခြားဒေသကနေမင်းမျိုးကိုလာမဲ့ခီးသည်တွေကလည်းတင်းနေတဲ့အတိုင်းမှတ်ပုံတင်ဖြစ်တဲ့6မြင်းဆောင်ကလွှဲရင်ကြံတိုင်းနဲ့ပြည်နယ်ကနေထိုင်ရာရကြေးအုပ်ချုပ်ရေးထောက်ခံချက်လိုအပ်တယ်လို့သိရပါရယ်။ တနင်္လာရီတိုင်းအတွင်းလေရင်ကွင်းရှိတဲ့ကော့တောင်းမြို့နဲ့ဒဝယ်မြို့မှာတော့လေကြောင်းခရီးစဉ်အတွက်ရက်ကြေးထောက်ခံစာလိုအပ်တာမကြရသေးဘူးလို့မြို့ခံတချို့ကပြောပါရယ်။မြိတ်မြို့ကရက်ွက်ယုံတွေမှာလိုရတဲ့ထောက်ခံစာတစောင်းကိုငွေကျပ်3000ကနေကျပ်5000အထိပေးနေရတယ်လို့မြို့ခံတွေစီကသိရပါရယ်။မော်ရပန်ဖွဲ့ကောင်ဆောင်ကိုကျပ်ဦးကိုဖမ်းဆီးထားပြီးအန်ယူဂျီကောက်ွယ်ရေးဝန်ကြီးဌာန MOD ရဲ့စစ်ဘက်ဆိုင်ရာတရားရုံးကစစ်ဆေးသွားမှာဖြစ်တယ်လို့ပြည်သူ့ကောက်ွယ်ရေးတပ်မတော်အမှတ်34နီးပြူဟာကအော်တိုဗလာ17ရက်နေ့မှာထုတ်ပြန်ပါရယ်။ ဒီသတင်းကိုတော့ Dwell Watch အဖွဲ့သားတအူကပြောပြပေးသွားမှာပါမော်နယ်ပတ်အဖွဲ့ခေါင်းဆောင်ကိုကျဦးကိုဖမ်းဆီးထားပြီးအမျိုးကြီးကောက်ကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ဆက်ဘက်ဆိုင်ရာတရားရုံးကဆက်ဆီးသွားမှာဖြစ်တယ်လို့ပြည်သူ့ကောက်ကွယ်တပ်မတော် PDF အမှတ်34နီးပြူအားကအော်တိုဘားလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကိုကျဦးကိုအမှတ်34နီးပြူအားကဆက်လက်ဖမ်းဆီးထိန်သိမ်းထားမှာဖြစ်ပေမဲ့အရေးယူဆောင်ရွက်မဲ့အပိုင်းကိုတော့ MOD ဆက်ဘက်ရေးရာတရားရုံးကကင်တယ်သွားမှာဖြစ်တယ်လို့အမှတ်34နီးပြူဟာမူစီဝမ်းကပြောပါတယ်။ ကိုကျူးအနေနဲ့လက်နက်ကန်တပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အတွက်စစ်ဘက်ဆိုင်ရာတရားရုံးစီလွှဲပြောင်းပေးရတာဖြစ်ပြီးမော်ဒယ်ဘက်တပ်ဖွဲ့ဝင်နောက်တဦးကိုလည်းစစ်ဘက်ဆိုင်ရာတရားရုံးကပဲကန့်တဲသွားမှာဖြစ်တယ်လို့ဆိုပါရယ်။လောင်လုံမြို့နယ်ခြေဆိုင်တော်လန်တပ်ဖွဲ့ဝင်တခုဖြစ်တဲ့မော်ဒယ်ဘက်အဖွဲ့ခေါင်းဆောင်ကိုကျူးဦးနဲ့တပ်ဖွဲ့ဝင်တဦးကိုလောင်လုံမြို့နယ်ပြည်သူ့လူ့ကျောင်းရေးတပ်ဖွဲ့ပါလာဖာကအတူပါလာခေါင်းငယ်နေ့မှာဖမ်းဆီးပြီးအမှတ်30လီမီပြူဟာစီလွှဲပြောင်းပေးခဲ့တာပါ။ ကျူတင်အကြောင်းမကြားပဲလောင်းလုံးပလတ်ဖတ်စခန်းကိုလက်နက်ကင်ဆောင်ဝင်လာတဲ့အတွက်ပလတ်ဖတ်တပ်ဖွဲ့ဝင်ချို့နဲ့ကိုကျဥ့အခြေတင်ဖြစ်ကြပြီးတဲ့နောက်ခြောက်လက်ပြကတ်မှုဖြစ်ပြီးကိုကျဥ့ကိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ပလတ်ဖတ်တာဝန်ခံကိုရတာကပြောပါရယ်အမတ်34နီးမြူဟာရဲ့ထုတ်ပြန်ချက်မှာတော့လောင်းလုံးပလတ်ဖတ်စခန်းကိုဝင်ရောက်လာမှုအပါအဝင်ကျူးလွန်မှုဆက်ကူအတွက်အရေးယူနိုင်ဖို့နဲ့လက်နက်ကင်တပ်ဖွဲ့အချင်းချင်းကြားဆိုးဝါးတဲ့အခြေအနေတွေမဖြစ်ပေါ်လာစေဖို့ကိုကျဥ့ကိုဖမ်းဆီးထားတာဖြစ်တယ်လို့ဖော်ပြထားပါရယ် အမှတ်34နီးပြူဟာရဲ့ထုတ်ပြန်ချက်ပါကျူးလွန်ခဲ့တဲ့ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့မော်တော်ဘတ်တပ်ဖွဲ့တူနဲ့နီးစက်သူတူစီဒေါ်ဝက်ကဆက်သွယ်ခဲ့ပေမဲ့လည်းဆက်သွယ်မရသေးပါဘူးကိုချုပ်အနေနဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ပါလာဖတ်စခန်းကိုတွားရောက်တာဖြစ်တယ်လို့မော်တော်ဘတ်တပ်ဖွဲ့တူကအော်တိုပါလာ9ရက်နေ့မှာဒေါ်ဝက်ကိုပြောဆိုထားပါတယ်အမှတ်34နီးပြူဟာအောင်မှာဒဝက်ခရင်အမှတ်1တန်ရင်အမှတ်2တန်ရင်နဲ့ဒဝက်ခရင်ထဲရှိတဲ့မြို့နယ်လေးခုကပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖ၄ဖွဲ့ပါဝင်ပါတယ် တနင်္သာရီမြို့နယ်တကူတိုက်နယ်တရပွင့်အုပ်စုကြောက်တောင်ရွာမှာရှိတဲ့ဖရာထံကူမှာကုရဲကနေရေရွှေရှမ်းထွက်ကြလာလို့ဒေသခံတွေစိတ်ဝင်စားနေပါတယ်။ဒီတင်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတို့ကပြပြပေးသွားမှာပါ။တနင်္သာရီမြို့နယ်တကူတိုက်နယ်တရပွင့်အုပ်စုကြောက်တောင်ရွာမှာရှိတဲ့ဖရာထံကူမှာကုထဲကနေရေရွှေရှမ်းထွက်လာလို့ဒေသခံတွေစိတ်ဝင်စားနေကြပါတယ်။ အော်တိုဘောလ6ရဲ့တရင်ကျော်လာပြီနေကဥပိုးဆောင်သူတွေရှင်နေချေရေဝေစံတာလာတာပါ မိုးရွာတာမရှိဘဲတည့်ရလို့ရေတွေထွက်ခွဲထားလို့ဒေတာခန်တွေကပြောပါတယ်မိုးရွာတီတခုလို့ဒီလိုရေလန်တာမဖြစ်ဘဲအခုမှဖြစ်တဲ့အတွေ့အံ့ဩမိတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်လွန်ခဲ့တဲ့20ခန်းကလည်းဒီလိုရေထွက်ခဲ့ပူပြီးအဲ့ဒီအခြေကထွက်တဲ့ရေကနောက်ပေမဲ့အခုထွက်တဲ့ရေကအရေးကြီးတွေလို့ဆိုပါတယ် နေရောင်ရီကျွမ်းကျင်ပညာရှင်တူကိုဆက်သွယ်မေးမြန်းကြရမှာတော့မိုးရသည်မှာမိုးရီစေဝင်ပြီးနေရောင်ရီအဖြစ်လှိုက်ကူအရှိရှိသလားခိုးအောင်နေတာဖြစ်ပြီးနှစ်ကာလအကြာလာလို့လှိုက်ကူမှရှိတွေပြီလာရင်ဒီလိုပဲရှမ်းထွေးလေးရှိတယ်လို့ရှင်းပြပါတယ်ဖျားထံကူဟာပင်90လောက်အမြင့်ရှိတဲ့တောင်ကိုပေါ်မှာရှိပြီးဖျားရုပ်ပွားတော့အချို့လေးရှိနေပါတယ် ကိုအတွင်းပိုင်းကိုလူတယောက်ထိုင်ရဲ့အဝင်မဲဆိုရင်ပိနေဆက်လောက်ဝင်သွားရတယ်လို့သိရပါတယ်။အလားတူကြောက်ကူရီလျံတဲ့ဖြစ်စဉ်မျိုးတွေဟာရှမ်းပြည်နယ်ကအခုချို့မှလည်းဖြစ်လိရှိပါတယ်။တနင်္လာရီမျိုးနဲ့ရန်ဖို့ရွာမှာဆရာနာရှင်တက်တည်င်းပေးဆိုသူတို့ကိုလက်နက်ကင်အဖွဲ့တခုကလာရောက်ဖမ်းဆီးသွားတယ်လူဒေသခံတွေစီကသိရပါဗျ။ဒီတည်င်းကိုတော့ဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ တနင်္သာရီမြို့နယ်ရမ်းပိုရွာမှာဆက်မရှိတဲ့တရင်ပေးဆိုသူတူကိုလက်နက်ကိုက်ခွဲတကူကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကတရားပါတယ်။အော်တိုဘာလ17ရက်နေ့မနက်3နာရီလောက်ကရမ်းပိုရွာရှိဥယျာဉ်ခြံထဲမှာဆက်မရှိတဲ့တရင်ပေးဆိုသူအသက်50ဝန်းကျင်ရွယ်ဦးမောင်ယူကိုလက်နက်ကိုက်ခွဲတကူကလာဖမ်းသွားတယ်လို့ရမ်းပိုရွာနဲ့ကပ်နေတဲ့ဗလမုတ်ရွာနဲ့ဒေသခံတအူကဆိုပါတယ်။ ဒါအပြင်အဖက်ခံရတဲ့ဥမောင်ယူကအရက်ကိုရောမှာတက်ဆွဲထားတဲ့ဆက်နာရှိတက်လိုအပ်တဲ့စာနယ်ရိခါတွေဝယ်ပေးနေသူဖြစ်တယ်လို့ဒေတာခန့်အချို့ကဆိုပါတယ်ဆန္ဒရှိတဲ့စကြောင်းထိုးလိုက်ရင်ရပ်ပူရွာသားတွေခြားနေရကိုတိတ်ဆောင်ရလိမ့်ရှိပေမဲ့လဲသူတို့မိသားစုကတော့အဲ့ဒီဥယျာဉ်ချက်ထဲမှာပဲနေလိမ့်ရှိတယ်လို့သိရပါတယ်။ဘဲအကွက်ကလာဖမ်းနေဆိုတာနဲ့ဘဲကိုဖမ်းတော့တယ်လဲဆိုတာကိုတော့မသိရသေးတဲ့အပြင်ပြန်မလို့လာသေးဘူးလို့လဲဆိုပါတယ်။ ဥမောက်ယူရဲ့မိသားစုကိုဆက်သွယ်ဖို့အခက်အခဲရှိနေတဲ့အတွက်အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်တာမရှိသေးပါဘူး။ဥမောက်ယူကိုဖမ်းသွားတဲ့အကြောင်းရင်းနဲ့ဖမ်းဆီးတဲ့အခွဲကဒီကနေ့ထိထုတ်ပြန်တာမရှိသေးသလိုဒေါ်ဝက်ရှ်အနေနဲ့လည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဆက်နာရှိတက်ကရမ်းပုတ်ယူအားထဲတက်ဆွဲထားတဲ့အတွက်ဒေသခံပြည်သူတွေကအနီနာရှိဥယျာဉ်ခြံတွေမှာဆက်ရှောင်နေတာနည်းနည်းနေပါရှိနေပြီဖြစ်တယ်လို့ဒေသခံတွေစီကတရားပါတယ်။ ပလောမြို့နယ်အတွင်းစည်ရဲလှုပ်ရှားနေတဲ့ပလောမြို့နယ်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ပကဖရဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ကဒေါ်ဝဲမြို့သားလွတ်မြောက်ရေးတပ်တော် DNL နဲ့ပူးပေါင်းခဲ့တယ်လို့အော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ပလောမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ2023ခုနှစ်ဇွန်လမှာပလောစစ်ကြောင်းတပ်အဖြစ်စောင့်ဖွင့်ခဲ့ပြီး2024ခုနှစ်မေလမှာအမျိုးသားညီညွတ်ရေးအစိုးရကောက်ွယ်ရေးဝန်ကြီးဌာနကုကဲမှုအောက်မှာရှိတဲ့ပလောပကဖရဲ့တပ်ဖွဲ့တစ်ခုအဖြစ်ပြောင်းလဲလိုက်တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ တဝံမြို့သားလွမြောက်ရေးတက်တော်စီပူပေါင်းဖို့လွန်ခဲ့တဲ့၄လလောက်ကတည်းကမြေပြင်တွိတ်ဆုံသဘောတူညီမှုတွေပြုလုပ်ပြီးညှိနှိုင်းသဘောတူညီမှုတွေရခဲ့တဲ့အတွက်ပူပေါင်းကြတာဖြစ်တယ်လို့ DNL တာဝန်ရှိသူနဲ့ပလောမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။အဲဒီလိုမပူပေါင်းခင်စက်တင်ဘာလဆန်းပိုင်းမှာပလောပကဖတပ်ဖွဲ့အဖြစ်ကနေနှုတ်ထွက်ဖို့ပလောပကဖကိုအကြောင်းကြားခဲ့ပြီးစာနဲ့နှုတ်ထွက်ခွင့်တင်ထားတယ်လို့မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ အခုလိုပူပေါင်းနိုင်တာကြောင့်စည်ရေးလှုပ်ရှားမှုတွေကိုပလောမြွနယ်ဘက်အထိမဟာမိတ်တွေနဲ့ပူပေါင်းလှုပ်ဆောင်နိုင်မဲ့သဘောရှိပြီးအခုပူပေါင်းလာတဲ့တပ်ဖွဲ့ဟာပလောဘက်မှာ DNL နဲ့ပူပေါင်းတဲ့ပထမဆုံးတပ်ဖွဲ့ဖြစ်တယ်လို့ DNL ရဲ့တာဝန်ရှိသူကပြောပါရယ်။ဒါအပြင်အရင်ကလည်းဒဝဲခရိုင်အတွင်းစည်ရေးလှုပ်ရှားမှုလုပ်နေတဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေရဲ့တက်ခွဲအချို့ DNL နဲ့လာရောက်ပူပေါင်းမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။မွန်နဲ့တနင်္လာရီနေ့ဆက်မှာစည်ရေးလှုပ်ရှားနေတဲ့ PDF တိုင်းရင်းသားတွန်လှန်ရေးအားစုကြောင်းသားတပ်ဖွဲ့စားတဲ့တိုင်းရင်းတပ်ဖွဲ့6ခုကိုအခုနှစ်ဧပြီလကအစုစည်းပြီးမွန်ကရင်တဝယ်စီရေးမဟာမိတ်ဖွဲ့စည်းတဲ့အထက် DNL လည်းပါဝင်ပါတယ်။လောင်လုံးမြို့နယ်မှာလည်းပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ပကဖားရဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့လက်ပြတဆုဟာပကဖားကနေနှုတ်ထွက်ပြီးတမနီလက်ပြအမည်နဲ့တီးခြားရည်တည်မယ်လို့အခုသတင်းပတ်အတွင်းသိပေးထားပါတယ်။ခုလိုတင်းနေတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။